ရိုဂန်ရက်စ်ကိုခုံနိုင်မှုအာဆင်နယ်သင်းနီးစပ်နဲ့ဘောလုံးကျစရာအတွက်ကျွန်မတို့ရဲ့ဝမ်းမြည်ရခြင်းတွေကပြန်လည်ကြိုဆိုလိုက်ပါရစေ။အာဆင်နယ်သင်းကစပိုရင်နစ်ဘောတိုက်စစ်မှုရိုဂန်ရက်စ်ကိုခုံနိုင်မှုနီးစပ်နေပြီလို့သိရပါဗျ။ပရီးမီးယားလိမ်းမှာ၃နှစ်ဆက်တိုက်အဆင့်နှစ်ရရှိခဲ့တဲ့အာဆင်နယ်သင်းကအခုနှစ်မှာထိပ်တန်းတိုက်စစ်မှုဒုခေါ်ယူဖို့ပြင်ဆင်နေခဲ့တာပဲဖြစ်ပါတယ်။အာဆင်နယ်သင်းကအသင်းတိုက်စစ်ပိုင်းအတွက် Sporinis Bon တိုက်စစ်မှု Rogeras, Leipzig တိုက်စစ်မှု Shakhtar ကိုချိန်ဆက်ခဲ့ပြီးအခုက Rogeras ကိုခုံနိုင်မှုနှိမ့်ဆက်နေပြီလို့သိရပါတယ်။ ။ဒက်ဆန်ရဲ့ဖော်ပြချက်အရအာဆင်နယ်သင်းကရိုဂန်ရက်စ်ကို9နှစ်စာချုပ်နဲ့ခေါ်ယူဖို့အတွက်ကစားသမားနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။အာဆင်နယ်သင်းကလက်ရှိမှာရိုဂန်ရက်စ်နဲ့အပြောင်းရွှေ့အတွက်စပရင်လစ်ဝန်သင်းနဲ့ပြောင်းရွှေ့ခြေကိုညှိနှိုင်းနေရလို့လည်းသိရပါဗျ။ပေါ်တူဂီသတင်းစာအေဘိုလာရဲ့ဖော်ပြချက်အရဇူလလတရနေ့ကစပြီးတော့ရိုဂန်ရက်ရဲ့စားသုံးရည်ကြိမ်တမိုးဟာပေါင်တန်း60ပဲရှိတော့တယ်လို့သိရပါဗျ။ အတန်းနဆခုနှစ်နှစ်အရွယ်ဆူရီနရေးစင်တိုက်စစ်မှုရိုကယ်ရန်စ်ကစပရင်နစ်ဘွန်တဲ့အတွက်နှစ်ရာသီအတွင်းပြောင်းပွဲဆုံး၁၀၂ပွဲမှာ69ဂိုးထိသွင်းယူထားတာပါ။